وإذ نجيناكم من آل فرعون يسومونكم سوء العذاب يذبحون أبناءكم ويستحيون نساءكم وفي ذلكم بلاء من ربكم عظيم وإذ فرقنا بكم البحر فأنجيناكم وأغرقنا آل فرعون وأنتم تنظرون وإذ واعدنا موسى أربعين ليلة ثم اتخذتم العجل من بعده وأنتم ظالمون ثم عفونا عنكم من بعد ذلك لعلكم تشكرون را <applause> ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ဒီမှာအရှိအအရတင်မှာလာရတာကဣသရေလူမျိုးတွေနဲ့ပတ်သက်ပြီးတော့အလောင်းရှင်မြတ်ကသူတို့ဘယ်လိုမျိုးနိမတ်တွေဘယ်လိုချီးမြှင့်မှုတွေအလ္လာဟ်ဘက်ကနေပေးခဲ့တယ်လဲဆိုတဲ့ဟာတွေကိုပြောပြလာတယ်အခုဒီမှာတောက်လျှောက်အလောင်းရှင်မြတ်ကဒီတမန်တော်ခင်မှာရှိနေတဲ့ဣသရေလူမျိုးတွေကိုမိတ်နေတယ်မင်းတို့ရဲ့ဘိုးစဉ်ပုံဆက်ကိုငါရှင်မြတ်ကဘယ်လိုပုံစံမျိုးနဲ့ခေတ္တခေတ္တမှာဘယ်လိုဘယ်လိုမျိုးချီးမြှင့်မှုတွေချီးမြှင့်ခဲ့တယ်ဆိုတဲ့ဟာကိုပြန်ပြောင်းပြီးတော့မှ တတိယရအောင်ဆိုပြီးတော့မှအလောရှိမြတ်ကပြန်တတိပေးတဲ့အနေနဲ့ဒီအရာတွေကိုတာယက်မှာအဖြစ်ပြက်တစ်ခုတစ်ခုတစ်ခုအဲ့လိုတောက်လျှောက်ပြန်ပေါ်ပြသွားနေတယ်။အဲ့တော့ပထမဦးဆုံးဗာပြောလဲဆိုရင် what is najainakum မင်းတို့ဟိုအခြေအနေတွေကိုပြန်ပြီးတော့မှပြန်ပြောင်းတတိယကြပြန်ပြီးတော့မှအမှတ်ရကြတဲ့ဘယ်လိုအခြေအနေတွေလဲဆိုရင်ဘယ်အခြေအနေတော့ဟာဆိုလို့ရှိရင်တမန်တော်အီဆာအလိုင်ဆလမ်မပွင့်ခင်အာ ဒီစီပေါ့တမန်တော်အီစာအလ္လာဟ်မပေါ်ခင်နှစ်ပေါင်း1500အရင်လောက်မှာဗာဖြစ်ခဲ့တယ်လဲဆိုတော့အဲ့ဒီတော့အစ္စရေးလူမျိုးတွေအဲ့ဒီအစ္စရေးလူမျိုးတွေဟာကနအစ္စရေးလူမျိုးဆိုတာကတမန်တော်ယာကုဘအလ္လာဟ်ဆလမ်ကအရင်တော့ကကနအန်ဆိုတဲ့တိုင်းပြည်မှာနေတာအဲ့ဒီကနအန်ဆိုတဲ့တိုင်းပြည်မှာနေရင်းကနေပြီးတော့မှနောက်တမန်တော်ယူဆုဖ်အလ္လာဟ်ဆလမ်တားဖြစ်တဲ့တမန်တော်ယူဆုဖ်အလ္လာဟ်ဆလမ်ကအကိုရရဲ့လက်ချက်ကြောင့်ပျောက်သွားတယ်ပျောက်သွားပြီးတဲ့နောက်ပိုင်းမှာသူများတွေကရောင်းစားလိုက်လို့ဆိုပြီးတော့မှအီဂျစ်ပြည်ရောက်သွားတယ်အဲ့တော့ ညီတယောက်ကတော့အီဂျစ်ပြည်ကိုကနအန်တိုင်းပြည်ကနေပြီးတော့အီဂျစ်ပြည်ကိုသူရောက်သွားပြီ။ရောက်သွားပြီးတဲ့နောက်ပိုင်းမှာတော်တော်ကြာလာတဲ့အချိန်မှာတမန်တော်ယူဆပ်အလัยဆလမ်ကအီဂျစ်ပြည်မှာအဲ့ဒီရဲ့ဘန္နာရေးဝန်ကြီးအနေနဲ့ရောအဲ့ဒီမှာလုံနေရင်းကနေအဲ့ဒီမှာတိုင်းပြည်ကိုအုပ်ချုပ်နေတာ။ဘန္နာပါရမဘန္နာရေးဝန်ကြီးနောက်ပိုင်းတိုင်းပြည်ရဲ့ဘုရင်ဖြစ်နေအဲ့ဒီလိုအုပ်ချုပ်နေတယ်။အုပ်ချုပ်နေတဲ့အချိန်မှာကနအန်ဘက်မှာက အစာရေစာရှားပါလာတယ်ရှားပါလာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့အဲ့ဒီမှာညီကိုတွေအားလုံးလူတွေကအီဂျစ်ပြည်မှာသွားပြီးတော့မှအစာအသောက်တွေသွားယူရတယ်ရာရှင်သွားသွားထုတ်ရတယ်အဲ့လိုသွားသွားထုတ်တဲ့အချိန်မှာသူတို့ဟာကန်နောက်ပိုင်းတမန်တော်ယူဆုဖ်အလัยဟ်ဆလမ်နဲ့ပြန်ဆုံပြစ်သွားတယ်အဲ့တော့အဲ့ဒီအချိန်မှာတမန်တော်ယူဆုဖ်အလัยဟ်ဆလမ်ကအီဂျစ်ပြည်ကိုအုပ်ချုပ်နေတာအဲ့တော့အုပ်ချုပ်နေတာဆိုတော့အဲ့ဒီမှာတမန်တော်ယူဆုဖ်အလัยဟ်ဆလမ်နဲ့ပြန်ဆုံပြစ်တယ်ဆုံပြစ်ပြီးတဲ့နောက်ပိုင်းမှာတမန်တော်ယူဆုဖ်အလัยဟ်ဆလမ်ကနေပြောတယ်အဖေရော ကျန်တဲ့ညီအကိုတွေအားလုံးကိုအားလုံးပြောင်းပြီးတော့မှအီဂျစ်ပြည်ကိုလာအခြေချပါဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးနဲ့တမန်တော်ယူဆပ်အလัยဆလမ်ကနေပြောတယ်ပြောတော့အဲ့ဒါနဲ့တမန်တော်ယာကုပ်အလัยဆလမ်ရောတားတွေအားလုံးရောအဲ့ဒီကနေပြီးတော့ကန်နာန်ကနေအပီးပြောင်းလာခဲ့လိုက်တယ်ဘယ်လိုလဲဆိုရင်အီဂျစ်ပြည်ကိုပြောင်းလာခဲ့အဲ့တော့အစ္စရေလလူမျိုးတွေဟာကန်နာန်မှာအခြေချရင်းကနေနောက်ပိုင်းတမန်တော်ယာကုပ်အလัยဆလမ်ရဲ့ခေတ်မှာကန်နာန်မှာအခြေချပြီးနေတယ်အဲ့ဒီကနေအီဂျစ်ပြည်ကိုပြောင်းတယ် ြောင်းပြီးတော့အီဂျစ်ပြည်မှာနေရင်းကနေပြီးတော့မှနှစ်ပေါင်း400လောက်ကြာသွားတယ်။တမန်တော်မူဆာလည်းဇလံပွင့်တဲ့အချိန်ထိကနှစ်ပေါင်း400လောက်ကြာပြီဆိုပြီးတော့ကမ္ဘာတမိုင်းတွေမှာဆိုတယ်ပေါ့။အဲ့တော့ပထမဆုံးကတော့တမန်တော် ယူဆပ်အလိုင်ဆလမ်ယူဆပ်ကိုဘိုင်ဘယ်မှာတော့ဂျိုးဆပ်ဆိုပြီးတော့မှအဲ့ဒီလိုမျိုးနာမည်တက်တယ်ပေါ့။အဲ့တော့ဒါဂျိုးဆပ်ပေါ့။အဲ့တော့ဂျိုးဆပ်ကို ခရစ်ယာန်ဘာသာဝင်တွေကတော့ဒါနဗီဆိုပြီးတော့မှသူတို့ကတော့မတတ်မှတ်ဘူး။ ဒါသူတို့ဒီဘရင်တပားအဆင့်ပဲဆိုပြီးတော့ဒီလိုမျိုးပဲတတ်မှတ်တယ်ပေါ့အဲ့တော့တမန်တော်ယူဆပ်အလัยဆလမ်ရဲ့ခေတ်ကနေစပြီးတော့မှအီဂျစ်ပြည်ကိုရောက်လာလိုက်တဲ့ဟာရောက်လာလိုက်တော့အစပိုင်းမှာတော့တမန်တော်ယူဆပ်အလัยဆလမ်နဲ့ဒီအစ္စရေးလူမျိုးတွေနဲ့အုတ်ချုပ်သူလူဒန်းစားတွေဆင်းရဲနဲ့မှာပါတယ်ဒါပေမဲ့နောက်ပိုင်းကျတော့တဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းနဲ့ဒီအစ္စရေးလူမျိုးတွေကအမျိုးမျိုးယုံမာတယ်ကောက်ကျစ်တယ်ကြံစည်တယ် ဒီဘရင်ကိုဖြုတ်ချတယ်တမယ်ပြီးရင်အာနာလူမယ်ဆိုတဲ့အဲ့ဒီလိုပုံစံတွေတပြည့်ပြည့်နဲ့မြင်လာရတဲ့အပေါ်မှာနောက်ပိုင်းအီဂျစ်ပြည်မှာရှိနေတဲ့ကေပတီဆိုတဲ့လူမျိုးအီဂျစ်တိုင်းရင်းသားတွေကကေပတီလူမျိုးဒီကေပတီလူမျိုးတွေကနေပြီးတော့မှဒီအစ္စရေးလူမျိုးတွေကိုတိတ်ပြီးတော့မှမတတိတော့မတင်ငါတော့မတင်ငါတဲ့အတွက်ကြောင့်မလို့သူတို့အမြဲတမ်းလူလိုအဆင့်နှိမ့်လူတဲ့ပုံစံမျိုးနဲ့ပဲထားတော့တယ်အဲ့တော့လွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင် ဣသရေလလူမျိုးတွေဟာကနအန်ကနေပြီးတော့အီဂျစ်ပြည်ကိုပြောင်းလာကြတာဆိုတော့သူတို့ဒီဧည့်တယ်ကေဗီတီလူမျိုးတွေကဒီကဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ကြောင့်ဒီဌာနေတိုင်းရင်းသားတွေကသူတို့ကအင်ရှင်တွေအင်ရှင်တွေဆိုတော့ဒီဧည့်တယ်တွေကတပြည့်ပြည့်နဲ့လူဘဝတာတို့ပုံစံအမျိုးမျိုးပြောင်းလာတာတို့သူတို့ကမကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာဘယ်လိုလုပ်တယ်လဲဆိုလို့ရှိရင်ဒီဧည့်တယ်လို့သဘောထားပြီးတော့မှသူတို့ကဘာလုပ်တယ်လဲဆိုတော့အမြဲတမ်းလိုလိုဒုက္ခပေးတယ်အခွန်တွေအများကြီးသူတို့ကိုတတ်မှတ်တယ်တတ်မှတ်ပြီးသွားလို့ရှိရင်သူတို့ကိုအစားအသောက်ဆိုလို့ရှိရင်လည်းဟုတ်ဒီပတ်တိမပေးဘူး ပြီးသွားလို့ရှိရင်တိုင်းပြည်မှာရှိနေမြခဲပင်ပင်ပန်းပန်းအဲ့လိုလိုအလုလောက်ရတဲ့ကိစ္စတွေအားလုံးမှတ်သမျှအားလုံးကိုအစ္စရေးလူမျိုးတွေကိုပဲပေါ်ပြီးတော့ခိုင်းနေအဲ့လိုအမြဲတမ်းကြုံပြုတ်ထားတယ်အဲ့တော့ကြုံပြုတ်ထားတာဆိုတော့ကြတော့အဲ့လိုကြုံပြုတ်ထားတာဒီနှစ်ပေါင်း400လောက်ကြာလာတဲ့အချိန်မှာဒီအစ္စရေးလူမျိုးတွေကအီဂျစ်ပြည်မှာကြုံပြုတ်ခံပြီးတော့အဲ့လိုလိုနေရတယ်ဒီပိရမစ်တွေစောက်တဲ့ကဏ္ဍတွေရှိခဲ့တယ်ဖာရိုဘုရင်တွေရဲ့သူတို့ ပီရမစ်တွေတင်းကျိုင်းတွေပေါ့အဲ့ဒီပီရမစ်တင်းကျိုင်းတွေကိုစောက်ခဲ့တဲ့ချိန်မှာအစ္စရေးလူမျိုးတွေကိုတောက်လျှောက်အများကြီးပဲသူတို့ကိုခိုင်းခဲ့တယ်ကျွန်တွေအဖြစ်နဲ့ပေါ့အဲ့လိုလိုနောက်ကနေကြာပွတ်နဲ့အသေးရိုက်ရိုက်ပြီးတော့မှသူတို့ကိုအဲ့ဒီကြောက်တုံးတွေကိုအထက်အမြင့်ကြီးတွေထိအောင်ဆွဲဆွဲပြီးတော့တင်ရတယ်အဲပီရမစ်ကြီးတွေစောက်ပြီးဆိုတဲ့အခါကျရင်နှစ်ပေါင်း10ကျော်ကြာတယ်ဟိုကမ္ဘာအကြီးဆုံးပီရမစ်ကိုစောက်တာဆိုရင်နှစ်ပေါင်း20လောက်ကြာတယ်ဆိုပြီးတော့ကိုတမိုင်းမှာရေးထားတာရှိတယ်ပေါ့ အဲ့တော့အဲ့ဒီလိုနှစ်ပေါင်း10ကျော်ကြာတဲ့ဟာတွေကိုခိုင်းတာ KPD လူမျိုးတွေတိုင်းရင်းသားတွေကဘယ်သူတွေကိုခိုင်းလဲဆိုရင်ဣဇရေလလူမျိုးတွေကိုပဲခိုင်းလေရှိတယ်။အဲ့တော့အဲ့ဒီလိုခိုင်းပြီးတော့မှနေရင်းနေရင်းကနေပြီးတော့မှနောက်ပိုင်းကျတော့တဲ့။ဘာဖြစ်လာတယ်လဲဆိုတော့ဖာရိုဘယင်ပေါ့။အဲ့ဒီမှာဖာရိုဘယင်ကကျတော့ဖာရိုဘယင်ဆိုတာကအီဂျစ်ပြည်ကိုအုပ်ချုပ်ခဲ့တဲ့ဘယင်အဆက်ဆက်ကိုဖာရိုဘယင်ဆိုပြီးတော့မှသူတို့ကခေါ်တယ်။သူတို့ရဲ့နာမည်တွေကအမျိုးမျိုးရှိတယ်။ကျွန်တော်မြန်မာပြည်မှာဆိုကုန်းပေါင်မင်းဆက်ရှိတယ်အင်းဝမင်းဆက်ရှိတယ် ကံမင်းဆက်ရှိတယ်အဲ့တော့ပကံမင်းဆက်လို့ပြောရင်မင်းဆက်တွေကအများကြီးလာတာအဲ့တိုင်းပဲကုန်းပေါင်မင်းဆက်လို့ပြောရင်လည်းကုန်းပေါင်မင်းဆက်တွေမှာမင်းတွေကအများကြီးလာတယ်အဲ့တိုင်းပဲအင်းဝမင်းဆက်ဆိုရင်လည်းအင်းဝမင်းဆက်ဆိုတဲ့တက်မှာဘယင်တွေကအများကြီးပဲလာကြတယ်အဲ့တော့ဒီမှာလည်းဒီတိုင်းပဲဖာရိုဘယင်ဆိုတဲ့ဟာကလည်းဒီဖာရိုဘယင်တွေရဲ့မင်းဆက်တွေရှိတယ်အဲ့ဒီမင်းဆက်တွေထဲမှာမှဟုတ်ဘူးလားဒီတမန်တော်မူဆာအလိုင်ဆလာမ်ရဲ့ခင်မှာတမန်တော်မူဆာအလိုင်ဆလာမ်ရဲ့ခင်မှာဒီအစ္စရေလလူမျိုးတမန်တော်မူဆာအလိုင်ဆလာမ်မတိုင်ခင်ပေါ့ အဲ့ဒီမတိုင်ခင်မှာအစ္စရေးလူမျိုးတွေကိုကောင်းကောင်းညှဉ်းပန်းနှိပ်စက်ပြီးတော့မှခိုင်းတာကဘယ်ဘရင်လဲဆိုလို့ရှိရင် Thothmes 2ဆိုပြီးတော့မှအဲ့ဒီလိုမျိုးဟောဗျနော်တမိုင်းနေမှာ Thothmes 3ပေါ့ Thothmes 3ဆိုတဲ့အဲ့ဒီဘရင်ကနေပြီးတော့မှတောက်လျှောက်သူတို့ကိုအရင်ညှဉ်းပန်းနှိပ်စက်ခဲ့တယ်ဒီ Thothmes ဆိုတဲ့ဒီဘရင်ဟာသူခေတ်သူ့အခါမှာတော့ကစစ်ဘရင်ပေါ့သူ့အရင်မှာရှိခဲ့တဲ့ဘရင်တွေရဲ့လက်ထက်ကနေစပြီးတော့မှအင်အားကြီးကြီးတွားတွားလာတဲ့ဟာကသူ့ရဲ့လက်ထက်ကိုရောက်တဲ့ချိန်မှာ သူကစစ်နဲ့ပတ်သက်ပြီးတော့မှအရန်အင်အားကြီးတယ်အဲ့တော့အင်အားကြီးတော့သူကဒီဖာရိုဘုရင်ရဲ့တမိုင်းမာကိုကသူကပါလဲဆိုရင်ရေဓာတ်ကိုလည်းအကြီးဆုံးသူကတီထောင်ခဲ့တယ်နောက်ပြီးလို့ရှိရင်ဒီစစ်မှလည်းပဲသူကအများဆုံးစစ်တိုက်ခဲ့တယ်ဆိုတော့အဲ့ဒီလိုဘုရင်တစ်ပါးဖြစ်တယ်အဲ့တော့စစ်ဘုရင်လို့သူကတင်စားခေါ်ဝေါ်ခံရတဲ့ဘုရင်လို့တစ်ပါးမျိုးဒါတမန်တော်မူဆာလေးဆလမ်မမွေးခင်မှာရှိနေတဲ့အစ္စရေးလူမျိုးတွေကိုဟောဗျာနော်ညှဉ်းပန်းနှိပ်စက်နေတဲ့ဒီဘုရင်ပေါ့ ဲ့ဒီဘယင်ကတောက်လျှောက်ညင်မှန်းနှိမ့်ဆက်တယ်ညင်မှန်းနှိမ့်ဆက်ရင်းနဲ့တခါသူ့ရဲ့အနာမှာရှိနေတဲ့ဘေဒင်ဆရာတယောက်ကနေပြီးတော့မှအိမ်မက်မက်တယ်အိမ်မက်မက်တဲ့အချိန်မှာဘာပြောတယ်လဲဆိုတော့ဘယင်ကြီးရဲ့နန်းတော်ကြီးဟာဘယင်ကြီးရဲ့အချုပ်ချာအာဏာဟာရုတ်တရက်ကျဆုံးသွားပြီဆိုတဲ့အဲ့ဒီလိုပုံစံမျိုးညင်ရတယ်ပေါ့အဲ့တော့အဲ့ဒီလိုမျိုးကျဆုံးသွားအောင်လုပ်တဲ့သူကဘယ်သူလဲဆိုလို့ရှိရင်အစ္စရေးလူမျိုးတွေကတယောက်ပဲဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့အဲ့ဒီဟိုဟာအိမ်မက်မက်တဲ့ ပညာရှင်ပေါ့ဘေဒင်ဆရာကနေပြီးတော့မှပြောပြအောင်ပြောပြတဲ့အချိန်မှာဘယင်ကနေပြီးတော့မှဒီအိမ်မက်နဲ့ပတ်သက်ပြီးတော့မှအားလုံးကိုမေးတော့ဒါဘာဖြစ်နိုင်လဲဘလို့လဲဆိုပြီးတော့အဲ့လိုလိုမျိုးမေးတဲ့အချိန်မှာသူတို့ကဘာထပ်ပြီးတော့တင်လျှောက်လဲဆိုတော့ဒါအစ္စရေးလူမျိုးတွေကတယောက်ဟာဘယင်ကြီးရဲ့အချုပ်ချာအာဏာကိုတက်ပြီးတော့မှတင်းသွားလိမ့်မယ်ဘယင်ကြီးရဲ့နန်းကိုလုလိမ့်မယ်ဘယင်ကြီးရဲ့အချုပ်ချာအာဏာကြာဆုံးလိမ့်မယ်ဆိုပြီးတော့ဒီလိုမျိုးပြန်ပြောပြတယ်ပြောပြတဲ့အချိန်မှာအဲ့ဒီကနေစပြီးတော့ခုနပြောတဲ့ thought mess ကဘာလို့တည်းလဲဆိုတော့ ဒါဆိုရင်ဣဇရေလလူမျိုးတွေထဲမှာရှိနေတဲ့တားယောက်ျားလေးမှန်တယ်မြမွေးလာတယ်မြတားယောက်ျားလေးမှန်တယ်မြအခုလက်ရှိရှိနေတဲ့ယောက်ျားလေးမှန်တယ်မြရောအားလုံးကိုအကုန်တမိန်ကလေးပဲထားအရွယ်မရောက်သေးတဲ့မိန်ကလေးတို့အသက်ကြီးတဲ့မိန်ကလေးတို့ဒါတွေပဲခြံယောက်ျားလေးဆိုရင်မှန်တယ်မြအကုန်တမွေးလာလည်းအကုန်တဘာဖြစ်လို့လဲဆိုတော့ဒါငါ့ရဲ့အချုပ်ချာအာနာကိုပြက်စီးစေနိုင်တယ်ဆိုပြီးတော့မှဒီလိုမျိုးသူကနေအမိန်ထုတ်လိုက်တယ်အမိန်ထုတ်ပြီးတော့မှတောက်လျှောက်ဖမ်းပြီးတော့လိုက်တက်ရောတက်တော့အဲ့ဒီမှာ အဲ့ဒါဣသရေလူမျိုးတွေဟာဘာဖြစ်သွားတယ်လဲဆိုလို့ရှိရင်တောက်လျှောက်ညှဉ်းပန်းနှိပ်စက်ခံရတယ်အဲ့ဒီလိုညှဉ်းပန်းနှိပ်စက်ခံရတဲ့အဖြစ်အပျက်ကိုအလ္လာဟ်ရှင်မြတ်ကနေအခုဒီနေရာမှာရှင်းပြနေတယ်နတ်ဂျိုင်းနာကွန်မင်အာလီဖီရာအွန်ဖာရိုဘရင်တွေရဲ့တားဆင်မြေဆိုင်လက်ထက်ကနေပြီးတော့မှမင်းတို့ကိုငါရှင်မြတ်ကကယ်တင်တော်မူခဲ့တယ်ယေဆူမူနာကွန်ဆူအလ်အာဒါဘ်သူတို့ဒီအဲ့ဒီဖာရိုဘရင်ရဲ့ဒီမင်းသားသားစဉ်မြေဆက်ဟာတဲ့အတင်တို့ကိုပြင်းပြင်းထန်ထန်အတင်တို့ကိုပုံမြင့်နေတယ်တောက်လျှောက်ဒုက္ခပေးနေတယ်တဲ့ ယူဒဘီဟူနာအဘနာအကုံဘယ်လိုဒုက္ခပေးတယ်လဲဆိုတာကိုအလ္လာဟ်ရှင်မြတ်ကထပ်ပြီးတော့ရှင်းပြနေတယ်။အတင်တို့ရဲ့သားမှန်သည်များကိုတတ်တယ်။ဝယစ်တဟယူနာနီစာအကုံမိန်းကလေးတွေဆိုရင်တော့ခြံထားတယ်။အဲ့ဒီလိုပုံစံမျိုးနဲ့အတင်တို့ကိုတောင်းလျှောက်ညှင်းပန်းနှိပ်စက်ခဲ့တယ်တဲ့။ဝဖီဇာလီကုံဘလာအွန်မင်ရဘ်ဘီကုံအာဇီမ်အလ္လာဟ်ရှင်မြတ်ကဆက်ပြီးတော့မှမိန်တော်မူတယ်။ အဲ့ဒီလိုညှင်းမှန်းနှိပ်စက်ရခြင်းဆိုတဲ့ညှင်းမှန်းနှိပ်စက်ခံရခြင်းထဲမှာအတင်တို့ကိုအလောင်းရှင်မြတ်ဘက်ကနေပြီးတော့မှအလွန်အင်မတာမှကြီးမားလာတဲ့ဆံမေးဝဲတွေအလောင်းရှင်မြတ်ဘက်ကနေစစ်ထားတယ်ဆိုလိုတာကအတင်တို့ကိုအလာကစမ်းတတ်ထားတယ်အဲ့တော့အဲ့ဒီလိုမျိုးအနေထားကနေအလောင်းရှင်မြတ်ကနေကဲတင်တော်မူလိုက်တယ်ဘယ်လိုကဲတင်တာလဲဆိုရင်တမန်တော်မူဆာအလိုင်းစလမ်ကိုမရရအောင်မွေးစေတယ်မွေးပြီးတော့တမန်တော်မူဆာအလိုင်းစလမ်ကအသက်ခံရတဲ့သူတွေထဲမှာမပါဘဲနဲ့ အဲ့ဒီဖာရိုဘရင်ရဲ့နန်းထဲမှာပဲသွားပြီးတော့မှဟုတ်ပါနော်အခြေချပြီးတော့မှသူကမြောက်စားခံရတယ်နေခဲ့ရတယ်နေခဲ့ပြီးတော့နန်းတော်ထဲမှာပဲကြီးခဲ့တယ်ကြီးခဲ့ပြီးတဲ့နောက်ပိုင်းမှာမှနောက်တမန်တော်မူဆာအလိုင်ဆလမ်ကနဗီဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒီအစ္စရေလလူမျိုးတွေကိုပင်လယ်ပင်လယ်နီပေါ့ red sea လို့ခေါ်တဲ့ပင်လယ်နီကနေတဆင့်ခေါ်ထုတ်ပြီးတော့မှကနအန်ဆိုတဲ့တိုင်းပြည်ကိုပြန်ခေါ်သွားခဲ့တယ်အဲ့တော့ဒါဟာတမန်တော်မူဆာအလိုင်ဆလမ်ကပြန်ကယ်ထုတ်သွားတဲ့ဒီဖြစ်စဉ်ကိုအလောရှိမြတ်ကနေပြန်ပြီးတော့မှ သတိပြန်ပြောင်းသတိရစေဖို့အနေနဲ့ဒီနေရာမှာပြန်မိတ်နေတယ်။တမန်တော်ခေတ်မှာရှိနေတဲ့ဣသရေလလူမျိုးတွေကိုပြောနေတာမင်းတို့မင်းတို့ကတစ်ချိန်တုန်းကဒီလိုပုံစံမျိုးနဲ့ငါကဲတင်ခဲ့။အဲ့တော့ဒီကဲတင်ခဲ့တယ်ဆိုတော့ဒီအဖြစ်ပြက်တရား Bible ကျမ်းထဲမှာဒါလောကအခြေတဝန်အနေနဲ့အကုန်လုံးနေရာတွေမှာရှိထားပြီးသားပဲဖြစ်တယ်။အာဘိုင်ဘယ်ကျမ်းမှာလည်းဒီအဖြစ်အပျက်တမန်တော်မူဆာလည်းဇလမ်နဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကအားလုံးကုရ်အာန်မှာဘယ်လိုပြောထားသလဲပြောထားတဲ့အတိုင်းပဲဘိုင်ဘယ်မှာလည်းပဲတော်တော်များများနေရာတွေမှာ အဲ့ဒီအတိုင်းပဲပြောထားတာ၄ရှိတယ်။အော်ဒါကဣသရေလလူမျိုးတွေပေါ်မှာအလောရှင်မြတ်ဘက်ကနေချီးမြှင့်လိုက်တယ်။ဟိုလွတ်မြောက်မှုတစ်ခုပေါ့ချီးမြှင့်လိုက်တယ်ချီးမြှင့်မှုတစ်ခုအဲ့ဒါပါလေသူတို့ကိုတောက်လျှောက်လူမျိုးတုံးတပ်ဖြတ်ခံနေရတာအိမ်ရှင်ဧည့်သည်ဆိုပြီးတော့အဲ့ဒါလိုခွဲကြပြီးတော့ဧည့်သည်တွေကိုကောင်းကောင်းကွတ်မြတ်နေတာအဲ့ဒါလိုကွတ်မြတ်ခံနေရတဲ့အချိန်မှာလောရှင်မြတ်ကနေတမန်တော်မူဆာအလိုင်ဆလမ်ကိုကယ်တင်သွားစေတယ်ဒါကလည်းပဲဣသရေလလူမျိုးတွေကို ်လွတ်မြောက်စေခဲ့တယ်ပေါ့ဒါကပထမအဖြစ်ပြက်တယ်ပြီးတော့ရှေ့ကိုဆက်ပြီးတော့အလ္လာဟ်ရှင်မြတ်ကမိတ်နေတယ်ဝအစ်ဖရာဂနာဘီကုမ်လ်ဘဟ်ရာဖာအန်ဂျိုင်းနာကုမ်ပြီးတော့အဲ့ဒီကနေပြီးတော့ထွက်ပြေးတဲ့အချိန်မှာတမန်တော်မူဆာအလိုင်းဆလမ်ကဒီအစ္စရေလလူမျိုးတွေကိုခေါ်ပြီးတော့ပြေးတယ်ပြေးတဲ့အချိန်မှာဘာဖြစ်တယ်ဆိုတော့အနောက်ကနေပြီးတော့မှဒီဘယင်ကနေပြီးတော့မှလိုက်တယ်ဖာရိုဘယင်တမန်တော်မူဆာအလိုင်းဆလမ်မွေးလာပြီးတဲ့အချိန်မှာရှိတဲ့ဖာရိုဘယင်ကကြတော့ဘာလုပ်လဲဆိုလို့ရှိရင်သူက အမ်အာမန်ဟိုတက်အာမန်ဟိုတက်2ဆိုပြီးတော့မှအဲ့ဒီလိုမျိုးဘယင်ပေါ့ဒီဘယင်အခုနောက်မှာ Thotmes ကတာ Thotmes Thotmes 3ပေါ့ Thotmes 3ရဲ့တာဖြစ်တယ်အာမန်ဟိုတက်2ပေါ့ဒီအာမန်ဟိုတက်2ဆိုတာဘာကြောင့်လို့နာမည်နံပါတ်1လို့ထားသလဲဆိုရင်သူ့ရဲ့အရှိမလည်းပဲအာမန်ဟိုတက်နာမည်နဲ့နောက်ထပ်တရားလာထားပြီးသားရှိနေတဲ့တကြောင်ဒါကအာမန်ဟိုတက်နံပါတ်1အာမန်ဟိုတက်ဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့လာတာပေါ့အဲ့တော့ ဖအေရဲ့လက်ထက်မှာလည်းပဲဣသရေလလူမျိုးတွေကိုကောင်းကောင်းညှဉ်းပန်းနှိပ်စက်ခဲ့ပြီဖအေရဲ့ဩဇာအရင်ကြီးတယ်ဩဇာအရင်ကြီးတဲ့အတွက်ကြောင့်မလို့တားဖြစ်တဲ့သူကလည်းပဲဖအေရဲ့ဩဇာကိုအချက် အရိုက်အာကိုဆက်ခံတယ်ဆက်ခံတဲ့အချိန်မှာသူ့ရဲ့ empire ကလည်းအရင်ကြီးတယ်ဩဇာကလည်းအရင်ကြီးတယ်ဒီ Amen Hotep 2ဆိုတဲ့ဒီနံပါတ်1 Amen Hotep ဟာသူ့ရဲ့လက်ထက်မှာတော့သူ့အဖေလောက်စစ်တွေအများကြီးမတိုက်ခဲ့ရဘူးသူ့အဖေကစီပင်ဝါပြောအောင်လို့တိုင်းပြည်ကို ချက်ထွင်ခဲ့တာပြီးတော့ရေဓာတ်ကို special တီထောင်ခဲ့တာအဲ့ဒီလိုလုပ်တဲ့နေရာမှာတော့ဖအေကနာမည်ထူးကျွန်တယ်တားဖြစ်သူရဲ့လက်ထက်မှာတော့တိတ်ပြီးတော့မှအများကြီးစစ်တွေအများကြီးတိုက်ခဲ့ရတယ်ဆိုတာတော့မရှိဘူးဖအေရဲ့အချက်အရက်အရာကိုဒါသူကစက်ခံနေရစက်ခံနေရတော့ဒီ Armen Hotep 2ဟာတမန်တော်မူဆာအလိုင်စလမ်နဲ့အစ်စရေးတွေကိုလိုက်အစ်စရေးလူမျိုးတွေကိုလိုက်ပြီးတော့တတ်မယ်ဆိုပြီးတော့မှအဲ့ဒါနောက်ကနေလိုက်ရော လိုက်တဲ့အချိန်မှာတမန်တော်မူဆာလေးဆလမ်ကပင်လယ်နီဘက်ကိုခေါ်သွားတယ်ပင်လယ်နီဘက်ကိုခေါ်ပြင်းပြင်းပြင်းနဲ့ပင်လယ်နီနားလေးကိုရောက်သွားအဲ့တော့ပင်လယ်နီကန်းအဝကိုရောက်တဲ့အချိန်မှာအနောက်မှာကဖာရိုဘရင်ရဲ့စစ်တပ်အာမန်ဟိုတပ်2ရဲ့စစ်တပ်အရှိမကပင်လယ်ပင်လယ်ဆိုတော့အဲ့ဒီမှာအရှိကိုဘဲမှဆက်သွားလို့မရတော့အဲ့လိုမရတော့တဲ့အချိန်မှာအလောရှိမြတ်ဘက်ကနေပါလို့ဆိုတယ်ဆိုတော့တမန်တော်မူဆာလေးဆလမ်ကိုမိတ်တယ်မင်းရဲ့တောင်ဝေးနဲ့အဲ့ဒီပင်လယ်နီကိုရိုက်လိုက်ရိုက်လိုက်လို့ရှိရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့မှ အဲ့ဒီလမ်းဆက်နှက်တွေဖြစ်လာတယ်ပင်လယ်ထဲမှာလမ်းပေါင်းဆက်နှက်လမ်းဖြစ်လာတယ်အဲ့တော့ပရမလည်းရှင်းပြပြီးပြီးအစ္စရေလလူမျိုးတွေဟာတမန်တော်ယာကုဘအလိုင်းစလမ်ရဲ့သားဆက်နှက်ယောက်ရှိတယ်အစ္စရေလလူမျိုးဆက်နှက်မျိုးနွယ်စုဆက်နှက်မျိုးစွယ်ဆက်နှက်မျိုးနွယ်စုဖြစ်တဲ့အကြောင်းမျိုးနွယ်စုတစ်ခုနဲ့တစ်ခုမတူကြဘူးမတူကြတော့အလောင်းရှင်မြတ်ကလည်းသူတို့ကိုပင်လယ်ထဲကနေသွားဖို့အတွက်ကိုလမ်းကိုဆက်နှက်လမ်းတတ်တတ်စီအဲ့ဒီလိုမျိုးဖောက်ပေးလိုက်တယ်ဖောက်ပေးလိုက်တဲ့အပေါ်မှာဘယ်လမ်းကဘသူလမ်းလဲဆိုတာကိုသိတော့အားလုံးကအဲ့ဒီလမ်းကနေပြီးတော့ကိုမျိုးသားတွေကိုရဲ့ မျိုးနွယ်စုလိုက်အဲ့ဒီလိုမျိုးဆန္ဒစုအဲ့ဒီလိုမျိုးကိုလန်းကျောင်းဝန်လေးကိုသွားလိုက်ကြတယ်။သွားတော့အဲ့ဒီကနေသွားရင်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 ရနေပြီးတော့မှဖင်လန်ဒီရဲ့တဖက်ကန်းကိုရောက်တဲ့ချိန်မှာအစ္စရေးလူမျိုးတွေနဲ့တမန်တော်မူဆလေဆလမ်ကဟိုဘက်ကန်းထိပ်ကိုရောက်တယ်။ရောက်တဲ့ချိန်မှာအနောက်ကနေပြီးတော့ဖာအာဖာရိုဘီယင်ပေါ့အာမန်ဟိုတက်2ရဲ့စစ်တပ်ကလည်းသူကိုယ်တိုင်လည်းလိုက်လာတာ။လိုက်လာပြီးတော့မှသူတို့လည်းလမ်းရတယ်ငါတို့လည်းလမ်းရတယ်ဆိုတော့ငါတို့လည်းဒီလမ်းကနေသွားမယ်ဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးဒီအစ္စရေးလူမျိုးတွေသွားတဲ့လမ်းအတိုင်းပဲပင်လယ်ထဲကနေဆင်းပြီးတော့လိုက်လာတယ်လိုက်လာပြီးတဲ့အချိန်မှာ အစ္စရေလလူမျိုးတွေဘယ်ချိန်ကမ်းပေါ်နေအကုန်တက်သွားလဲတက်သွားတဲ့ချိန်မှာအလောရှိမြတ်ကနေဒီပင်လေဒီပင်လေကြီးကိုပြန်ပြီးတော့မှရေတွေကိုအကုန်ပြန်ဆုလိုက်ပရမတမန်တော်မူဆာအလ္လာဟ်ဆလမ်ဒုံနဲ့ရိုက်လိုက်တဲ့အချိန်မှာ yes ကွဲသွားတယ်ရေကွဲသွားပြီးတော့လမ်းတွေပေါ်လာတယ်ပေါ်လာပြီးတော့မှအဲ့ဒီလမ်းပေါ်နေသွားတယ်အခုအဲ့ဒီရေအားလုံးကတမန်တော်မူဆာအလ္လာဟ်ဆလမ်ကနေပြန်ပြီးတော့မှတုံ့ပြန်ရိုက်လိုက်တဲ့အချိန်ကျတော့အဲ့ဒီရေအားလုံးပြန်ဆုသွားတယ်ဆုသွားတဲ့အချိန်မှာဒီအာမန်ဟိုတက်2ရဲ့စစ်တပ်အကုန်လုံးကိုအကုန်လုံးကိုအပီးမြုပ်သွားစီ အဲ့တော့အဲ့ဒီမြုပ်သွားစေတယ်ဆိုတဲ့အဖြစ်ပြက်တွေအရှိမှလည်းတခြားအရက်တွေရောက်ပြီဆိုတဲ့ခါကျရင်အလောရှိမြတ်ကအကျေတဝန်းမိတ်ပါလိမ့်မယ်။အဲ့ဒီချိန်ကျရင်တော့ကျွန်တော်အကျေတဝန်းတစ်ခါဆက်ပြီးတော့ရှင်းပြပေးမယ်။ဒီမှာကတော့တအားရချင်းတအားရချင်းပြန်ပြီးတော့မှပြန်ပြောင်းသတိရဖို့အတွက်ကိုတူတူလေးတွေပဲအလောရှိမြတ်ကသတိပေးတဲ့အနေနဲ့ပြန်မိတ်သွားနေတာဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်အတူချုံပြီးတော့ပဲအချင်းချုံပဲကျွန်တော်အနေနဲ့ရှင်းပြနေတာ။အဲ့တော့အဲ့ဒီလိုပုံစံမျိုးနဲ့တမန်တော်မူဆာအလိုင်ဆလမ်ကသူတို့ပင်လယ်နီးရပ်နေပြန်ပြီးတော့ဆွဲထုတ်သွားတယ်။အဲ့ဒီဆွဲထုတ်သွားတဲ့ဆိုတဲ့အဖြစ်အပျက် ခုနကတော့အာမန်ဟိုတက်2ဆိုတဲ့ဒီဘရင်ဒီဘရင်ဟာရေထဲမှာနှစ်ပြီးတော့တည်သွားတယ်တည်သွားပြီးတော့မှသူ့ကိုရေရက်လက်လက်မခံဘူးနောက်ရက်တကြတော့ဒီဘရင်ဟာရေထဲကနေပြီးတော့ပြန်ပြီးတော့ပြစ်ထုတ်ခံရတယ်ပြစ်ထုတ်ခံရတော့ကမ်းဘေးကိုပြန်ရောက်သွားတယ်ရောက်သွားပြီးတော့မှအခုကျွန်တော်တို့ဒီနေ့အီဂျစ်ပြည်မှာဆိုလို့ရှိရင်ဒီဖာဒီဖာရိုဘရင်ရဲ့ရှေးဟောင်းတမိုင်းရှေးဟောင်းသူတေသနပစ္စည်းတွေပေါ့ရှေးဟောင်းအမွေနှစ်တွေကိုလိုက်ပြီးတော့လေ့လာပြီးဆိုတဲ့အခါကျလို့ရှိရင်ဘရင်တပါအဲ့ဒီမှာတည်နေတယ်ဆိုတဲ့ဟာဒီနေ့တတိယအောင်ပုံမတိုးဘဲနဲ့ဆေးစိန်ပြီးတော့မှ ဲ့ဆက်ဆက်ထားထားတယ်အဲ့ဒီဟာက Armand Hotep 2ပဲဖြစ်တယ်အဲ့တော့ဒီ Armand Hotep 2ရဲ့ဒီရုပ်ကလက်ကအခုကဘာမာကိုကအခုချိန်ထိအောင်စည်းစိမ်ပြီးတော့ဒီတိုင်းထားထားတယ်အလောရှင်မြတ်ဒီကယာမတ်နေ့ထိအောင်အဲ့ဒါကိုမပြတ်မစီးအောင်ဒီတိုင်းပဲထားထားမှာအဲ့ဒါကုရ်အာန်ထဲမှာလည်းအလောရှင်မြတ်ကိုတော်တိုင်းတတိအတိပေးထားတယ်ငါမင်းကိုနောင်လာနောက်သားတွေအားလုံးအထွက်ကိုတန်ဝေကရအောင်ဆိုပြီးတော့မှငါတကဘုရ်မာနထားတဲ့သူတွေကိုဘလို့ငါအရှင်မြတ်ကဖြည့်ဆည်းပြစ်တယ်ဆိုတဲ့ဟာကိုတန်ဝေကရအောင်ဆိုပြီးတော့မှငါအရှင်မြတ်ကအဲ့ဒါကို ဒီတိုင်းပဲထားထားမယ်ဆိုပြီးတော့ဂရိပေးထားတယ်အဲ့ဒီထားပေးထားတဲ့ဂရိအတိုင်းပဲဒီနေ့တည်းအောင်အဲ့ဒီရုပ်ကလကြီးကဒီတိုင်းပဲရှိနေတယ်သူဒီအရက်လည်းတော်တော်ရှိတယ်အတောင်60လောက်ရှိတယ်လို့ပြောတယ်အဲ့တော့အရက်လည်းတော်တော်ရှိတယ်အဲ့ဒီခေအဲ့ဒီအခါကအရက်ကအရက်တော်ကအဲ့လောက်ထိအောင်ရှိကြတယ်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့အလောင်းရှင်မြတ်ကအဲ့ဒီယုတ်ကလပ်ကိုဒီနေ့တတိအောင်ထားထားတယ်။အဲ့တော့ဒီမှာအလောင်းရှင်မြတ်ကမိတ်နေတာပါပြောလို့ဆိုရင်အိုးဣဇရေလလူမျိုးတို့မင်းတို့ပြန်ပြောင်းတတိယကြဖာရော့ကနာဘီကုမ်ဘလ်ဘဟရာ ဘယ်အချိန်ကိုပြန်တရိယာခိုင်းတာလဲဆိုတော့ငါရှင်မြတ်ဟာအတင်တို့ကိုပင်လေကိုခွဲပြီးတော့မှငါရှင်မြတ်ကအတင်တို့ကိုလွတ်မြောက်စေတော်မူခဲ့တယ်ဝါအခရကနာအာလာဖီရောင်ဒါပေမဲ့အာမင်ဟိုတက်တွေ့ရဲ့တားစင်မြေဆက်ဖြစ်တဲ့သူတို့ရဲ့စစ်တပ်နဲ့သူတို့ရဲ့ဖာရိုဘုရင်မျိုးဆက်ကိုတော့ငါရှင်မြတ်ကနစ်မြုပ်စေတော်မူလိုက်တယ်ဝါအန်တမ်တန်ဇူရွန်အဲ့လိုမင်းတို့နစ်သူတို့နစ်သွားနေတယ်ဆိုတဲ့ဟာကမင်းတို့ကိုယ့်မျက်စိနဲ့ကိုမြင်နေခဲ့ရတယ်တဲ့ဆိုပြီးတော့အလောရှင်မြတ်ကမိတ်အဲ့တော့ဒါကလည်းသူတို့မျိုးနွယ်စုကိုအပြင် ဒီပင်လေတဲ့ကနေခွဲပြီးထွက်တယ်ဆိုတဲ့ကိစ္စကဒါတာမန်ဖြေဖို့ဖြစ်စဉ်နေမဟုတ်အဲ့လိုတာမန်ဖြေဖို့ဖြစ်စဉ်နေမဟုတ်တာကိုအလောရှင်မြတ်ကနေပြီးတော့မှသူတို့အတွက်ကိုဖန်တီးပေးခဲ့တယ်အဲ့တော့အဲ့လိုဖန်တီးပေးခဲ့တာဖြစ်တဲ့အကြောင်းဒါဟာအီဇီရီလူမျိုးတွေကိုအလောရှင်မြတ်ကဘယ်လောက်အပစာအနေနဲ့သူတို့ကိုထားတယ်လဲအထက်တန်းစားအနေနဲ့ထားတယ်လဲအလောရှင်မြတ်ထံတော်ဘာမှအတိအမှတ်ပြုထားတယ်လဲဆိုတာကိုဒီမှာမြင်ရတယ်ဒါကဒုတိယအဖြစ်ဖြစ်ဒါလည်းအလောရှင်မြတ်ကဒုတိယတစ်ချိန်သူတို့ကိုပြင်ပြီးတော့မှ အဲချီးမြှောက်တော့တတိယတစ်ကြိမ်ထပ်ပြီးတော့ချီးမြှောက်တဲ့ကိစ္စကိုဆက်ပြီးတော့အလကားမိတ်နေတယ်ဝိဇဝါအဒနာမူဆာ40လိုင်လာတန်သုမတ်တခဇမ်လ်အဂျလာမင်ဘာဒီဟီဝအန်တမ်ဇာလီမူန်ဖရနီယာမမိုင်နေပြီးတော့တမန်တော်မူဆာအလိုင်ဆလမ်ကခုနပင်လယ်နီရနေဟိုဘက်ကိုတက်သွားပြီတက်သွားပြီးတဲ့နောက်ပိုင်းမှာအဲပင်လယ်နီထိတ်ကနေပြီးတော့မှဟိုကန်အာန်မြို့ကိုမရောက်ခင်ကန်အာန်တိုင်းပြည်ကိုမရောက်ခင်ဂျားကာရမှာသူတို့ကဘာဖြစ်တယ်လဲဆိုလို့ရှိရင် ဲ့ဒီမှာလည်းပဲအလတ်ရဲ့အမိတ်ဖီဆန်မှုတွေကိုလှုပ်ခဲကြတဲ့အတကြောင်အလောင်းရှင်မြတ်ကတို့ဒီတီးဆိုတဲ့တဲကန္နာရပေါ့တီးဆိုတဲ့အဲ့ဒီတဲကန္နာရထဲမှာဘာဖြစ်စေတဲ့ဆိုလို့ရှိရင်တပွဲလေလေဖြစ်အောင်နှစ်ပေါင်း40ကြာအောင်တို့ကအဲ့ဒီဝင်ကဘာကြီးထဲမှာပဲလဲတယ်တို့မနဲ့မိုးလဲအဲ့ရထားရင်လမ်းမြင်တယ်မြင်တယ်ဆိုရင်သွားတယ်သွားရင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 ်လည်းလမ်းတွေခကြီးတော်တော်သွားလိုက်တယ်သွားပြီးသွားပြီးဆိုတဲ့အခါကျလို့ရှိရင်အဲ့ဒီမှာဒီလမ်းကိုမှတ်ထားပြီးညအိတ်လိုက်တယ်ညအိပ်ပြီးသွားပြီဆိုတော့မနက်ဖွဲ့မနက်မိုးလင်းပြီဆိုတဲ့အခါကျလို့ရှိရင်မျက်စိပြန်ဖွင့်လိုက်ပြီဆိုတဲ့အခါကျရင်တို့မနေ့ကဘယ်နေရာထွက်လဲ ထွက်တဲ့နေရာပြန်ရောက်သွားတယ်အဲ့တော့ဒါကလည်းပဲသူတို့အဲ့ဒီပင်လေနီကနေအပေါ်တက်တဲ့အချိန်မှာတမန်တော်မူဆာအလဲဆလမ်ကနေပြီးတော့သူတို့အလုပ်တွေခိုင်းတယ်ခိုင်းတဲ့အချိန်မှာအဲ့ဒီခိုင်းတဲ့အလုပ်တွေကိုသူတို့ကမလုပ်ဘူးမလုပ်တဲ့အတွက်ကြောင့်မလို့ဒါနဗီကိုပုံကန်တဲ့အတွက်ကြောင့်မလို့အလ္လာဟ်ရှင်မြတ်ကနေသူတို့ကိုအာဇာဖြားတယ်အဲ့ဒီလိုအာဇာဖြားတော့ပါပြတဲ့ဆိုလို့ရှိရင်ဒီခုနပြောတဲ့တီးဆိုတဲ့တဲကန်နာရရဲမှာနှစ်ပေါင်း40ကျောက်ဝင်ကဘာမှာအမြဲတမ်းအရွယ်လေလေရွာလေနေတယ်အော် အခုနပြောသလိုမနက်မိုးလင်းရင်မျက်စိနှလုံးဖွင့်ပြီးဆိုရင်တို့အမှတ်သားလုပ်ပြီးတော့အဲ့ဒီလမ်းကိုအမှတ်လမ်းတောက်လျှောက်အမှတ်သားလုပ်ပြီးတော့ထွက်ပြီးသွားတယ်ညအိတ်လိုက်တယ်ညအိတ်ပြီးမနက်ပြန်မနက်မိုးလင်းရင်ပထမထွက်ခဲ့တဲ့စမှတ်ကိုပဲပြန်ရောက်သွားတယ်ဒါအလောင်းရှင်မြတ်ကတို့ကိုအဲ့ဒီလိုပုံစံမျိုးနဲ့အာဇာဖြာတာအဲ့တော့အဲ့ဒီလိုအာဇာဖြာထားတဲ့အချိန်မှာအဲ့ဒီကာလမှာပဲအလောင်းရှင်မြတ်ကနေပြီးတော့မှဘာဖြစ်တယ်လဲဆိုလို့ရှိရင်တမန်တော်မူဆာအလိုင်ဆလမ်ကိုတူတောင်ပေါ်ခေါ်တယ်ခေါ်ပြီးတော့မှအဲ့ဒီလိုပုံစံမျိုးနဲ့ရက်ပေါင်း40 ရက်ပေါင်း40အလောင်းရှင်မြတ်ကနေတမန်တော်မူဆာအလယ်ဆလမ်ကိုသူတောင်းပေါ်ခေါ်ပြီးတော့မှဘာလို့ခိုင်းတယ်လဲဆိုတော့ဝဟီချပေးတယ်ဝဟီချပေးနေတဲ့အချိန်မှာတမန်တော်မူဆာအလယ်ဆလမ်ရက်40တောင်းပေါ်တက်သွားတဲ့အချိန်မှာသူတို့ကတောင်းအောက်မှာအစ္စရေလလူမျိုးတွေကိုတမန်တော်ဟာရုမ်အလယ်ဟာရုန်အလယ်ဆလမ်နဲ့အတူတူထားခဲ့တယ်ထားခဲ့ပြီးတော့မှတမန်တော်ဟာရုမ်အလယ်ဟာရုန်အလယ်ဆလမ်ကိုပြောခဲ့တယ်မင်းဒီမျိုးနွယ်စုကိုလိုအပ်တဲ့ဟာကိုခဏမှားကြပြီးတော့ခဏထားထားနေငါအလောင်းရှင်မြတ်ကခေါ်တယ်ဆိုတဲ့အတွက်ကြောင့်နှစ်ပေါင်းရက်40 တူတောင်ပေါ်ကိုသွားမယ်ဆိုပြီးတော့အဲ့ဒီလိုပုံစံထွက်သွားခဲ့တယ်ထွက်သွားခဲ့တဲ့အချိန်မှာသူတို့ကဘာလုပ်တယ်လဲဆိုတော့သုမတ်တဟဇ်တမ်ဘူလ်အိဂျလာမင်ဘာဒီဟီတမန်တော်မူဆာအလိုင်ဆလမ်မရှိတဲ့အချိန်မှာအတမန်တော်မူဆာအလိုင်ဆလမ်ကအလတ်ရဲ့ပြည့်ညက်ချက်တွေဗျာဒိတ်တော်တွေကိုသွားယူနေတာအဲ့ဒီလိုသွားယူနေတဲ့ကာလမှာသူတို့ကဘာလုပ်ဆိုတော့ပြန်လာတဲ့အထိမဆောင်နိုင်ဘူးမဆောင်နိုင်မဲ့ဘာလို့ဆိုတော့ကျွန်တော်တို့လည်းအိဘာဒတ်လုပ်မယ်ကျွန်တော်တို့လည်းအိဘာဒတ်လုပ်မယ်ဆိုတော့ကြတော့ခောက်ဖို့ကိုးကွယ်မယ်ဆိုတော့ပတ်ဝန်းကျင်မှာကြည့်လိုက်တော့ ရုပ်ထုကိုးကွယ်တဲ့သူတွေကိုတွေ့ရောတွေ့တဲ့အချိန်မှာသူတို့အဲ့ဒါကိုသဘောကျပြီးပါလို့တယ်လဲဆိုတော့သူတို့လည်းကိုမျိုးနယ်စုပြန်လာတယ်လာပြီးတော့သူတို့ကပါလို့လဲဆိုလို့ရှိရင်ជីနဲ့ဟိုကជីရုပ်တစ်ခုနဲ့နွားပုံစံလှုပ်လိုက်ជីနဲ့နွားရုပ်တစ်ခုလှုပ်လိုက်တယ်လှုပ်ပြီးတော့အဲ့ဒီជីနွားရုပ်ကိုသူတို့ကနေချပြီးတော့မှကိုးကွယ်အဲ့လိုလိုကိုးကွယ်တော့ဒါဟာအလောက်တူပတ်နိုင်ရှင်တဲ့ပုံစံဖြစ်သွားတယ် ဖြစ်သွားတဲ့အချိန်မှာအဲ့လိုတမန်တော်မျိုးမူဆာအလ္လာဟ်စလမ်ကအပေါ်နေပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့အချိန်မှာဒီမှာသူတို့ကိုတွေ့သွားတယ်တွေ့သွားတော့ဟာမင်းတို့ကဘယ်လိုဖြစ်တာလဲအလ္လာဟ်တပါးတဲ့ကိုကိုးကွယ်ရမှာမင်းတို့ရဲ့တားစဉ်ကြီးဆက်ဘိုးစဉ်ပုံဆက်အထက်မှာမင်းတို့တောက်လျှောက်အမြဲတမ်းပြောခဲ့တယ်အလ္လာဟ်တပါးတဲ့ကိုပဲကိုးကွယ်ရမယ်နောက်ထပ်တခြားဘယ်အရာဥမတူပတ်နိုင်ရှင်ပြီးကိုးကွယ်တာမျိုးမလောက်ရဘူးဆိုတဲ့ဒီပြရိတ်တော်တွေရှိနေတာပဲမင်းတို့ဘယ်လိုလုပ်ပုံစံမျိုးနဲ့ငွားကိုကိုးကွယ်တာလဲဆိုပြီးတော့တမန်တော်မူဆာအလ္လာဟ်စလမ်ကလည်းသူတို့ကိုအဲ့ဒီမှာပြန်ပြီးတော့ ရာဇတန်ပေးတယ်။အဲဒီအဖြစ်အပျက်တွေလည်းအရှိမတခြားနေရာရောက်ပြီဆိုတဲ့အခါကျရင်အလောင်းရှင်မြတ်ကိုတော်တိုင်အကျေတဝင့်မိတ်ပါလိမ့်မယ်။မိတ်ပြီဆိုတဲ့အခါကျရင်ကျွန်တော်တို့အဲဒီမှာပြန်ပြီးတော့တွေ့ရတယ်။ဒီမှာကတော့အချင်းချင်းလေးပဲပြောသွားတယ်။အဲ့တော့ဝမ်ဒမ်လာလီမွန်အတင်တော့ဟာအပြစ်ကျူးလွန်တဲ့အနေနဲ့မလုပ်ခဲ့ကြတယ်လဲဆိုတော့နွားရုပ်ကိုလှုပ်ပြီးတော့မှကိုးကွယ်ခဲ့ကြတယ်။အဲ့လိုကိုးကွယ်ခဲ့တာတော့မှသုံးမာဖောင်းနာအန်ကွန်မင်ဘာဒီဇာလစ် ပြီးတဲ့နောက်ပိုင်းမှာအလောရှိမက်ကသူတို့ကိုပြစ်ဒဏ်နဲ့တတ်မှတ်တယ်တတ်မှတ်ပြီးတဲ့နောက်ပိုင်းမှာဒီပြစ်ဒဏ်ဟာသူတို့အတွက်တော်တော်ကြီးနေတယ်ဆိုတဲ့တကြောင်အလောရှိမက်ကလည်းသူတို့ကိုပါပြန်လို့လဲဆိုတော့သူတို့ကိုပြန်ပြီးတော့တက်ညာဝင်ပေးလိုက်တယ်အဲ့လိုတက်ညာဝင်ပေးလိုက်တဲ့ကိုအလာကိုတိုင်မိတ်နေတယ်အာဖောင်းနာအန်ကွန်မင်ဘာဒီဒါလစ်အဲ့လိုလှုပ်ပြီးတဲ့နောက်ပိုင်းမှာလည်းအလောရှိမက်ကအတင်တို့ကိုဘုလိုငင်းချမ်းသာဝင်ပေးလိုက်တယ်လာအလကွန်တက်ရှ်ကူရူမင်းတို့အလာကိုဂျေဇူးတင်ရလေအောင်ဆိုပြီးတော့အလောရှိမက်ကနေဒါကိုလူငင်းချမ်းသာဝင်ပေးခဲ့တယ် အဲ့တော့ဒါကလည်းပဲဣသရေလလူမျိုးတွေပေါ်မှာအလောင်းရှင်မြတ်ဘက်ကနေနောက်ထပ်တတိယပုံစံတစ်မျိုးနဲ့ဂျေဇူးပြုခဲ့ခြင်းဖြစ်တယ်။ရှေ့ကိုဆက်ပြီးတော့အလောင်းရှင်မြတ်ကစရုပ်ထပုံစံမျိုးနဲ့ဂျေဇူးပြုတဲ့အရာကိုမိတ်နေတယ်။ဝအစ်အာတိုင်းနာမူဆလ်ကီဒါဘဝလ်ဖူရ်ကာနလအလ္လကုမ်တာဟ်တဒူန်ပြီးတော့အဲ့ဒီအချိန်နောက်ထပ်အချိန်တစ်ချိန်ကိုလည်းထပ်ပြီးတော့မင်းတို့တတိယအောင်တဲ့ အဲ့ဒီချိန်ကပဲအချိန်လေတမန်တော်မူဆာအလိုင်းအစ္စလာမ်ကိုတူတောင်ပေါ်ခေါ်တယ်ခေါ်ပြီးတော့တူတောင်ပေါ်မှာအလောရှင်မြတ်ကနေရက်40အတွင်းသူ့အိဘာဒတ်လုပ်ခိုင်းတယ်အလာနဲ့တောက်လျှောက်စကားတွေပြောတယ်ပြောပြီးတော့အလောရှင်မြတ်ကမှားကြားစရာရှိတာတွေအားလုံးမှားကြားတယ်မှားကြားပြီးတော်ရကျမ်းတော်မြတ်ကိုချီးမြှင့်လိုက်တယ်တော်ရကျမ်းကိုချီးမြှင့်တာတခြားနေရာတွေမှာလာလိမ့်မယ်ရှေးအောင်လို့ရှင်တခြားဆူအာယတ်တွေမှာလာလိမ့်မယ်ကြောက်ဖြာကြီးတွေရှိတယ်အဲ့ဒီကြောက်ဖြာကြီးတွေမှာတော်ရကအာယတ်တွေအကုန်လုံးကအလဘက်ကနေအကုန်ရေးထားပေးပြီးတာဖြစ်တယ်အဲ့ဒီရေးထားပြီးတာကြောက်ဖြာတွေကိုတမန်တော်မူဆာအလိုင်းအစ္စလာမ်ကိုချပေးလိုက်တယ် အဲ့ဒါဒီကြောက်ဖြာအချက်တွေအများကြီးပဲအဲ့ဒီကြောက်ချက်အများကြီးကိုတမန်တော်မူဆာလေးဆလမ်ကိုအလောရှိမြတ်ကိုအလောရှိမြတ်ကချပေးလိုက်တယ်ချပေးပြီးတဲ့နောက်ဘက်မှာတောက်လျှောက်ဒီထဲမှာပါတဲ့အာရတ်တော်တွေကဘာတွေလဲဆိုတာတွေကိုတင်ပေးလိုက်တယ်အဲ့ဒီရက်40အတွင်းမှာတင်ပေးပြီးတော့တမန်တော်မူဆာလေးဆလမ်ကအဲ့ဒီကြောက်ဖြာတွေကိုပြန်တည်ပြီးတော့မှတောင်အောက်ကိုဆင်းလာတယ်အဲ့တော့ဒီကြောက်ချက်ကြီးတွေကိုတည်ပြီးတော့မှဆင်းလာခဲ့တယ်ဆင်းလာခဲ့တဲ့အချိန်မှာ အောက်မှာရောက်တော့သူကနွားကိုးကွယ်နေတာကိုတွေ့ရအဲ့တော့ ဒီမှာတမန်တော်မူဆာအလัยဆလမ်ကိုအခုဒီမှာကြောက်ဖြာအချက်ကြီးတယ်အများကြီးအလောင်းစီမြတ်ချီးမြှင့်လိုက်တယ်အဲ့ဒီချီးမြှင့်လိုက်တာဟာတောရကျမ်းအဲ့ဒီထဲမှာရေးပြီးတာပါလာတယ်ပေါ့အဲ့တော့အဲ့ဒီဟာကိုအလောရှိမြတ်ကလည်းမိတ်နေတယ်ဝါဣဇ်အာတိုင်းနာမူဆလ်ကီတာဘဝလ်ဖူရ်ကွန်မင်းတို့အဲ့ဒီအချိန်ကိုလည်းပြန်တရိယအောင်တဲ့ဘယ်အချိန်လဲဆိုရင်ငါအရှင်မြတ်ဟာမူဆာအလัยဆလမ်ကိုမူဆာအလัยဆလမ်ဆိုတာကကျွန်တော်တို့မွတ်စလင်တွေမှာတော့ကုရ်အန်မှာတော့မူဆာဆိုတဲ့စကားလုံးသုံးထားတယ်ဒါအမှန်တကယ်တော့ဟီဘရူးဘာသာစကားမှာ ဘာသုံးခဲ့တယ်လဲဆိုလို့ရှိရင်မူပြီးလို့ရှိရင်မူရှေမောရှေဆိုပြီးတော့လည်းခေါ်တယ်မူရှေအဲ့တော့ Bible ကျမ်းမှာဆိုရင်မောရှေလို့လည်းခေါ်တယ်တချို့စာအုပ်တွေမှာမိုးဆက်ဆိုပြီးတော့မှလည်းခေါ်တယ်အဲ့တော့မိုးဆက်ပဲခေါ်ခေါ်မောရှေပဲခေါ်ခေါ်အဲ့ဒါအားလုံးကတမန်တော်မူဆာလေးဆလမ်ကိုခေါ်နေခေါ်နေတာဖြစ်တယ်မူဆာဆိုတာဒီမှာအာရဘီလိုချပေးတဲ့အချိန်မှာအာရဘီမှုပြူထားတာ အမှန်တကယ်တော့ဟီဘရူးဘာသာစကားအဲ့ဒီဟီဘရူးဘာသာစကားကိုအာရဗီမှုပြုထားတာဆိုတော့မောရှေဆိုတဲ့စကားလုံးကိုမူဆာဆိုပြီးတော့မှအာရဗီလိုအတန်ဖလဲလိုက်တော့အဲ့ဒီလိုအတန်လေးနည်းနည်းလေးကွဲသွားတာဖြစ်တယ်အဲ့တော့မူဆာအာရဗီလိုပြုထားအာရဗီမှုပြုထားတာကဒါနောက်မှပြုထားတာဖြစ်တယ်အဲကြောင့်မိုးဇက်တို့မောရှေတို့ဆိုပြီးတော့မှဘိုင်ဘယ်ကျမ်းတွေတို့အဲဓမ္မသစ်တို့ဓမ္မဟောင်းတို့မှာဒါတွေကိုတွေ့ရပါတယ် အဲ့တော့ငါအရှင်ဒီမူဆာအလိုင်ဆလမ်ကိုကျမ်းကိုချီးမြှင့်ခဲ့တယ်အဲ့ဒီကျမ်းကဘယ်လိုကျမ်းလဲဆိုရင်ဝါလ်ဖူရ်ကွန်အမှန်နဲ့ဓမ္မနဲ့အရမကိုခွဲခြံစိတ်ဖြာနိုင်စွမ်းရည်စေသောကျမ်းအဲ့ဒီကျမ်းကိုငါအရှင်မြတ်ကချီးမြှင့်တော်မူခဲ့တယ်လာအလကွမ်တာတဒွန်ဘာတို့ချီးမြှင့်လာလဲမေးအတင်တို့လမ်းမှန်ရလေအောင်ကိစ္စတိုင်းကိစ္စတိုင်းမှာလမ်းမှန်ရရလေအောင်ဘယ်လိုကျင့်ဆောင်အောင်လဲဘဝနေနည်းမှာဘယ်လိုတွေသွားအောင်လဲဆိုတာတွေကိုသိရလေအောင်ဆိုပြီးတော့ငါအရှင်မြတ်ကအတင်တို့ကိုလမ်းမှန်ရဖို့အတွက်ကို လမ်းလမ်းပြကျမ်းအနေနဲ့ပဲငါအရှင်မြတ်ကတောရကျမ်းကိုချီးမြှင့်တော်မူလိုက်တယ်။တောရကျမ်းကိုအဲဂျူးတွေကတော့ခေါ်တာကတော့တူရာကျမ်းဆိုပြီးတော့မှအဲ့လိုမျိုးခေါ်တယ်ပေါ့။တာလမုဆိုပြီးတော့လည်းသူတို့ကနာမည်တက်တယ်။တာလမုတာလမုကျမ်းဆိုပြီးတော့လည်းနာမည်တက်ကြတယ်။ဒါကဒါကစရုဋ္ဌအနေနဲ့အလောရှင်မြတ်ချီးမြှင့်လိုက်တယ်။နောက်ထပ်ချင်းမြင့်မှုတစ်ခုအဲ့ဒါကိုအလောရှင်မြတ်ကလည်းပြန်ပြီးတော့မှမင်းတို့ကိုတရိယာပါဆိုပြီးတော့တမန်တော်မူဆာလေးဆလမ်ခင်မှာရှိနေတယ် ဂျူးတွေကိုအလောရှင်မြတ်ကတတိပေးနေတာဖြစ်တယ်။